အားလုံးမင်္ဂလာပါ KN Fighter မှပြန်လည်ကြိုဆိုပါရစေမြန်မာနိုင်ငံရဲ့ MMA လေးချန်ကြီးအောင်လာဆန်းကတော့ One Championship မှာသူ့ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဆွီဒင်နိုင်ငံသားကာရစ်စတန်ရဲ့ပွဲမှာဒုတိယအကြိမ်မှာလဲထိုးနဲ့အနိုင်ရပြီး Fighter ဘွားကလည်းအနိုင်ယူသွားပါပြီဒီခိုက်တန်ကကျွန်တော်တို့မြန်မာပြည်သက်တွေအတွက် One and Wonder အခိုက်အတန့်တစ်ခုဖြစ်ပါတယ် One Championship မှာလေးချန်တယောက်စီးရင်ဝင်ပြီးနိုဘယ်မှာလာတဲ့မှာ Hall of Fame ဆုလဲရရှိအောင်မှာဖြစ်ပါတယ် မြန်မာလူမျိုးတွေတော့ကိုယ်ယုံကြနိုင်ဖို့အများကြီးကြိုးစားပေးခဲ့သူတယောက်ပါဝမ်ချန်ပီယံရှစ်မှာ Hall of Fame ဆုကို2024စက်တင်ဘာလထဲမှာ Dimitri Johnson ကစတင်ရရှိခဲ့ပါတယ်အဲဒီနောက်2025မှာလာထဲမှာ Brazil Fighter Fernando ကဒုတိယမြောက် Hall of Fame ဆုကိုထပ်မံရရှိခဲ့ပါတယ်အောင်လာဆန်ကတော့ဝမ်ချန်ပီယံရှစ်မှာတတိယမြောက် Hall of Fame ဆုကိုနိုဝင်ဘာလထဲမှာထပ်မံရရှိခဲ့မှာဖြစ်ပါတယ် ဒီမီထရက်ဂျိုဆက်က US မှာချန်ပီယံဟောက်တယောက်ဖြစ်ပြီးချန်ပီယံကပတ်17ကြိမ်ကာကွယ်ထားနိုင်ခဲ့တဲ့ဖိုက်တာဖြစ်ပါတယ် US ရဲ့ကိုတယောက်ဖြစ်ပါတယ်ဒါပေမဲ့ One Champion ရှင်မှာတော့ခုနှစ်ပွဲဝယ်ထိုးထားပြီး6ပွဲနိုင်2ပွဲရှုံးရလက်ပိုင်ဆိုင်ထားပါတယ်အောင်လာဆန်ကတော့ One Champion ရှင်ကို2014ကအစတည်းရောက်ရှိခဲ့ပြီးပွဲပေါင်း22ပွဲထိုးထားပြီး16ပွဲနိုင်6ပွဲရှုံးထားပါတယ် One Champion ရှင်နဲ့17နှစ်လာလက်တွဲခဲ့တဲ့ဖိုက်တာတယောက်ဖြစ်ပါတယ် မေဒဝိတ်နဲ့ light heavyweight ခပတ်နှစ်ခုရရှိဘူးပါတယ်။ International Fighter of the Year ဆိုလည်းရရှိခဲ့ပါတယ်။ Dimitri Johnson က UFC မှာတော့ဂိုးတယောက်ဖြစ်ခဲ့ပေမဲ့ World Championship မှာတော့ Hall of Fame ဆုရတဲ့ fighter တွေထဲမှာအောင်လအဆန်းကတော့အခမ်းအနားဆုံး legend တယောက်လို့ဆိုလို့ရပါတယ်။ November လထဲမှာကျွန်တော်တို့ရဲ့ legend ကြီးအောင်လအတွက်ဂိုးယွန်းဝန်တာရအောင်ပါ။အောင်လအဆန်းကပြိုင်မဲ့ fighter တွေရောပရိသတ်တွေကိုပါ လေးလေးစားစားဆက်ဆံတဲ့ဖိုင်တာတယောက်ပါ။အောင်လဆန်ကိုလူတိုင်းကချစ်ကြပါဗျ။သူ့ရဲ့စိတ်ဓာတ်ကတော့တကယ်လေးစားစရာကောင်းပါတယ်။ထိုင်းနိုင်ငံရဲ့နံပါတ်ကြီးဝေတိုင်းဖိုင်တာ Iron Man Rotter နဲ့ပြည်စုံခဲ့တဲ့ဗီဒီယိုကလည်းလူမှုကွန်ရက်ပေါ်မှာခဏခဏတွေ့ရပါတယ်။ဒါကဂျင်းနူးစရာကောင်းတဲ့အခိုက်အတန့်လေးပါ။ဘာလို့လဲဆိုတော့ Rotter ရဲ့ตาလေးကိုကြည့်ပြီး Rotter ရဲ့မိသားစုနဲ့ဓမင်းအတူစားခဲ့ပါတယ်။ Rotter နဲ့2မီတာဆိုလဲအတော်လေးပျော်ရွှင်နေပုံကိုတွေ့ရပါတယ်။ ကိုရနိုင်ငံသားဖိုက်တာတရားကိုတခြားနိုင်ငံကအားပေးတယ်ဆိုတာဂုံစရာကောင်းပြီရှားပါတဲ့အကြောင်းအရာတစ်ခုလို့တော့ပြောလို့ရပါတယ်။နောက်ပြီးထိုင်းနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေနဲ့မြန်မာဖိုက်တာတွေအတွက်ထိုင်းလူမျိုးတွေနဲ့ပုံမချစ်ခင်ရင်းနှီးတဲ့ဆက်ဆံရေးမျိုးရရှိစေနိုင်ပါတယ်။အောင်လဆန်ကကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်အာဇာလောက MMA လောကမှာလေဆာအတူယူစံပြကောင်းတစ်ယောက်ဖြစ်ခဲ့ပါပြီ။တခါကြီးပညာရက်တစ်ခုနဲ့မဟုတ်ပဲစိတ်ရပိုင်းဆိုင်ရာနဲ့ လူနေမှုပုံစံအရလည်း MMA လောကအတွက်လက်ဦးဆရာကောင်းတစ်ယောက်ဖြစ်ခဲ့ပါပြီ။ကိုယ်ဆိုရင် USA မှာ Fighter MMA ဂျင်ကိုလည်းဖွင့်လှစ်လိုက်ပြီးဖြစ်တာကြောင့် MMA ဝါသနာပါတဲ့မြန်မာနိုင်ငံသားတွေအတွက်အခွင့်အလမ်းများစွာရရှိနိုင်ပါပြီ။ကိုယ်ဆိုရင်အော်လာဆန်ကကိုပိုင်ဂျင်တစ်ခုတည်ထောင်လိုက်တာကြောင့်ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်ဘလို့လန်းခင်းပေးဦးမလဲ။ဘလောက်ထိအကျိုးပြုအောင်လဲဆိုတာကတော့အစောင့်ကြည့်ရအောင်ပါအစုံနေလိုက်ပါကြည့်ရှုပေးလို့ အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုထပ်မံကြည့်ရှုဖို့ channel လေးကိုလည်း subscribe လုပ်ပေးထားကြပါဦးလို့တောင်းဆိုချင်ပါတယ်